ဘုရားမြတ်စွာဘုရားရဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကာမေနဝက္ခာတိရောအာမေနကာလိနံတေယောပတ္တုကျောင်းသိတဲ့အချိန်တန်မှဒါလည်းဝက္ခာမိပြောမယ်အာကာလေနအချိန်ပတ္တနဲ့ခံလို့မှဆိုရင်ရောဝက္ခာမိမပြောဘူးကာလိနံစံသုံးတရားလေးတစ်ခုနောက်တစ်ခုကဘာလို့ဆိုရင်ဘုဒေနဝက္ခာမိနောအပုဒိတ္တ လူတွေကမနာလဲပြောတာပဲမမနာလဲပြောတာဟုတ်တာလဲပြောမဟုတ်တာလဲပြောဟုတ်လဲပြောမဟုတ်လဲပြောအပြောင်းနဲ့ပတ်သက်ပြီးရှင်နေတယ်ဒါကြောင့်မလို့ဒီကနေ့ကစပြီးတော့မာဟုတ်တာကိုလည်းပြောတယ်မဟုတ်တာကိုပြောဥဒေနသုံးမတာကိုလည်းဝတ်ခံပြီးပြောနေအဘုဒ္ဓေနမဟုတ်တာဆိုတာမပြောဘူးနောက်ဘက်ကမြေအမှုတော် ောင်းဒါဒုတိယတနေ့ချမ်းချပြီးလိုက်နာကျင့်တော့တစ်ချက်နောက်တစ်ခုကဘာလဲဆိုရင်တန်လေနဝက်ခံပြီးလောဘဒိဏမင်းကလူညက်တဲ့လို့ဆိုဝက်ခံပြီးကြောပဲသူဒိဏချမ်းချမ်းချမ်းသာလောဘခံပြီးငြိမ်ကျေးအေးလောကလူတွေက ကားကိုပြောတဲ့အခါမှာသိမရေးချင်ကိုယ်စိတ်ထဲမှာရှင်ရှိတဲ့အတိုင်းလုပ်လိုက်စိတ်အလိုမပြတ်ဖြစ်နေတဲ့အချိန်မှာရင်ရင်ကြီးကြီးတိတ်တိတ်ဝုန်းဝုန်းပြောနေမှာပြောတယ်။လည်းလည်းဆိုင်ဆိုင်ချက်ချက်ထန်ထန်ပြောသူပြောပြလိုက်ကြတယ်စကားမှာအဲ့ဒါကြောင့်လို့ရသော်ဗျာကသူ့တို့ကိုစောင့်ကြည့်ကြပါနဲ့။ငါစကားပြောလို့ရှိရင် ေဝိလူမြတ်ယဉ်ကျေးွယ်ရာလို့ကပြောပဲကြမ်းတမ်းရိုက်ကြတဲ့စကားကိုမမပြောဘူးဒါကတစ်ချက်နောက်တစ်ချက်ကအန္တံတန်ဟိတေနဝက္ခာမိနောအနတ္ထသံမိတေနအထာတန်ဟိတေနအကျိုးရှိတဲ့အရာတော်သာလည်းဝက္ခာမိပြောမယ်အနတ္ထတန်ဟိတေနအကျိုးမရှိတဲ့အရာကိုတော့ပြောဘူး ဒီလောကမှာလူတွေကစကားပြောတဲ့အခါမှာအကျိုးရှိတာလည်းပြောတာမဟုတ်ဘူးအကျိုးမရှိတာလည်းပြောတယ်အကျိုးကြောင့်စီရင်အောင်မှုရှိတာကိုကြည့်ပြောတာမဟုတ်ဘူးအကျိုးကြောင့်စီရင်အောင်မှုမရှိတာဒီလိုနဲ့ပြောကြတယ်မရှိမဆိုင်ပြောဘယ်လိုလုပ်တချို့ကပြောတယ်မလားမင်းမဆိုင်နဲ့ဘာလို့ပြောမရှိမဆိုင်တကားနဲ့နာမပြောနဲ့အချက်တန်ဟိတဖြစ်ရမယ် ဒါကြောင့်ဒီအချက်လည်းပဲဘုရားရှင်ဆုံးဖြတ်ပြီးကိုယ့်ရဲ့လက်ကိုထိန်းသိမ်းဆောက်ရေးချင်လို့အတ္တတိုင်းဒေတာအကျိုးရှိတဲ့စကားမျိုးကိုတည်းလည်းခံပြီးပြောမယ်အနတ္ထတိုင်းဒေတာအကျိုးမရှိတဲ့စကားမျိုးကိုတော့တော့လောကခံနေတာမပြောဘူးလို့ဒီလိုလက်ချမှာ နောက်တစ်ချက်ကဘာလို့ဆိုရင်မေတ္တာစိတ်ဓာတ်ပါဝါသံမိနောဒရတန္တနာလူတွေကစကားပြောလို့ဆိုလို့ရှိရင်စိတ်ထဲမှာရှိတဲ့အတိုင်းစိတ်ကြီးနေရတော့ကောင်းကောင်းပုံပြောတယ်စိတ်မကြီးဒရတထက်နေရင်ကောင်းကောင်းပုံပြောတော့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကစောင့်ကြည့်ချပါတဲ့ကိုယ့်ကိုယ်မေတ္တာစိတ်ဓာတ်ပါဝါသံမိ ပြောလို့ဆိုရင်မေတ္တာစိတ်နဲ့ပဲပြောမယ်တဲ့ဒေါသစိတ်နဲ့မှမပြောပါဘူး။ဟောစကားပြောတဲ့အရာမှာတဝိနည်းတူမေတ္တာမပြတ်ဘူးကိုယ့်ကိုယ်ကိုချိန်တိမ်ဆောင်ရှောက်။ကိုယ်ကိုယ်တိုင်ကအရင်ဒီလိုရှင်းသောင်းရမယ်။ပြန်ပြီးပြောလို့ဆိုရင်ပြောတဲ့အချိန်မှပြောမယ်မပြောတဲ့အချိန်မှမပြောဘူး။ မနာဟုသာပြောမယ်မမနာဟုမပြောဘူးပြောရင်လည်းရှင်းရှင်းနာနာရင်းရင်းချင်းချင်းကိုပြောမယ်ရရဲ့ဆိုင်ဆိုင်မပြောဘူးပြောတဲ့အခါမှာအကျိုးရှိတဲ့စကားလုံးသာပြောမယ်အကျိုးမရှိတဲ့စကားလုံးမပြောဘူးပြောတဲ့အခါမှာမေတ္တာစိတ်နဲ့လို့ပြောနေဒေါသနဲ့လုံးဝမပြော ဟောဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုကြည်ရှင်းရှာတော်ကြီးကပြောတယ်စိတ်ဆိုးနေရင်စကားမပြောနဲ့ဆိုအဲ့ဒါပြောတာနော်စိတ်ဆိုးနေရင်စကားမပြောဘာလို့လဲစကားကောင်းမထက်တယ်